တော်ရရှင်တွေအားလုံးတာလီစောပါဒီပလိုမက်မီဒီယာကူ DMG ရဲ့2025ခုနှစ်ဒီဇင်ဘာလ10ရက်နေ့အတွက်သတင်းအသံထုတ်လွှင့်မှုစတင်ပါတော့မယ်ဒီကနေ့မှာတော့ရခိုင်ဝန်ကြီးနေရာတပြေးနေသူဥတီထုအောင်ကိုရွေးကော်ကပေးချတဲ့သတင်းရခိုင်ကကြံမှုမြင့်ရေလုပ်ငန်းတွေဒေသထွက်ကုန်ကျန်းတွေကိုအစာဖြည့်လုပ်ပြီးရုန်းကန်နေရတဲ့သတင်းစစ်တွေမျိုးတေနှစ်နေရာပြေးပွေးတော့ကျင်းပမေအကြောက်အပါဝင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းတင်ဆက်ပေးတော့မှာဖြစ်ပါတယ် ဒီစီစဉ်ကိုကျွန်တော်ကြော်ရှင်းနေတူမမြင်မြင်တို့ကပူပေါက်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ရခိုင်ဝန်ကြီးနေရာတပြင်းနေသူဥတင်ထူအောင်ကိုရွေးကော်ကပေရှားလေတည်င်းကိုတင်ဆက်ပေးခြင်းပါတယ်ရန်ကုန်တိုင်းရခိုင်တိုင်းသားရဲဝန်ကြီးနေရာကိုတတိပုဂ္ဂလကိုစလီဖြစ်ဝင်ရောက်ရှင်ပြိုင်မဲ့ဥတင်ထူအောင်ကိုကိုစလီလောက်စီရင်ကနေစစ်ကောင်စီပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပေဖြတ်လိုက်တယ်လို့သိရပါတယ် ။ဦးတင်ထွားကိုလွတ်တော်ရွေးကောက်ပွဲဥပဒေပုံမှပြဋ္ဌာန်းချက်တွင်တဲ့ညီစင်တွေဆိုပြီးအကြောင်းပြချက်နဲ့ပေဖြတ်တာဖြစ်တယ်လို့ UEC ကပေပိုးတဲ့စာမှာပါရှိတယ်လို့သိရပါဗျ။အဲ့ဒီလိုရဲမှာရန်ကုန်ရော်ခိုင်လူထုရဲ့အားပေးထောက်ခံမှုအများဆုံးရရှိထားတဲ့ကိုတင်ထူးအောင်ကိုနိုင်ငံရေးညီလုံးတွင်နဲ့ပေဖြတ်တာဖြစ်နိုင်တယ်လို့ရန်ကုန်ရော်ခိုင်တွေကထင်မြင်ချက်ပေးကြပါဗျ။ဦးတင်ထူးအောင်ဟာရန်ကုန်တိုင်းမှာအရှိစိုက်ထားတဲ့ရခိုင်မျိုးသားကွန်ရဲဥက္ကဋ္ဌဖြစ်ပြီးရန်ကုန်တိုင်းက ရခိုင်လူသမားအခွင့်အရေးရခိုင်လူထုအခွင့်အရေးနဲ့ကလေးသူငယ်အခွင့်အရေးတို့ကိုလိုက်ပါကူညီပေးနေသူလည်းဖြစ်ပါတယ်။လက်ရှိရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးတော်တွေထက်မှာဥတီတူအောင်ရေးဆွင့်ရည်နဲ့လူထုထောက်ခံမှုကို စစ်ကောင်စီကအကြိုက်မတွေ့တဲ့အတွက်အခုရွေးကောက်ပွဲနင်းကဲ့လာတဲ့အခါမှာတမင်ရွေရွေပြီးတော့ကိုစလီလောက်စီရင်ကနေပေဖျက်လိုက်တာဖြစ်နိုင်တယ်လို့ရခိုင်နိုင်ငံရေးသမားတို့ကတုံ့တက်ပါတယ်။ရန်ကုန်တိုင်းမှာရခိုင်တိုင်းရင်းသားရာဝန်ကြီးကိုစလီလောက်ဖြစ်ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကဥနေမဲ့ထွန်း ပြည်သူ့ပါတီကဥတာစိန်ပြည်သူ့ရှစ်ဆောက်ပါတီကဒေါ်အေးမလွင် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီကြားဖြူကနေဥတီမောင်ညီချင်းရဲ့အကျိုးဆောင်ပါတီကနေဒေါ်ခင်းနင်းစီအောင်တတိပုဂ္ဂလအဖြစ်ဥညင်ညီနဲ့ဥတင်ထူအောင်တို့ပါဝင်ရှင်ပြရမှာဖြစ်ပေမဲ့အခုလက်ရှိမှာတော့ရှောက်ဦးသာကြံရှိတော့တာဖြစ်ပါတယ်စစ်ကောက်စီရွေးကောက်ပွဲကော်မရှင်ကနိုင်ငံရေးပါတီတွေမှတ်ပုံတင်ခြင်းဥပဒေပုံမှန်ခနစ်နဲ့ညီစွမ်းနေဆိုပြီး2021ခုနှစ်ဇူလိုင်လ10ရက်နေ့မှာ ANB ပါတီကိုမျက်ပုံတင်ခွင့်ပေးချခဲ့ပါတယ်။ဆက်လက်ပြီးတော့ရခိုင်ကကြံမွေးမြုံရဲ့လုပ်ငန်းတွေဒေသထွက်ကုန်ကျွမ်းတွေကိုအစာအဖြစ်လုပ်ပြီးရုန်းကန်နေရတဲ့အကြောင်းကိုလည်းတင်ဆက်ပေးရှင်ပါတယ်။အရခတ်တက်တို့ထိန်းချုပ်ဒေသကတနင်္ဂနွေပိုင်းကြံမွေးမြုံရဲ့လုပ်ငန်းမှာပြမဖက်ကအတင်းစားကျက်စာတွေကိုဝေယူလို့မရနိုင်တော့တာကြောင့်ဒေသထွက်ကုန်ကျွမ်းတွေကိုကိုယ်တိုင်ပြုလုပ်ပြီးအစာအဖြစ်အသုံးပြုနေရတယ်လို့ကျဲချံပန်ရှင်တွေစီကသိရပါတယ်။ကျဲစာတွေပြုလို့ရမှာပေဖက်ငချောက် ဆန်ခွေးတွေနဲ့ခရူးခံတွေကိုယူနိုပြီးဆေးမှုတွေထည့်ပြီးတော့ဒေသတွင်းမှာပြုလုပ်ပြီးကျွေးနေကြရပါတယ်။တိုက်ပွဲအကျိုးဆက်ကြောင်းရခိုင်မှာကြဲမွေးမြူရဲ့လုပ်ငန်းတွေကြာဆင်းလာပေမဲ့တချို့မွေးမြူရဲ့လောက်ကင်သူတွေမှာဒေသတွင်းစားသုံးနိုင်ဖို့တနိုင်တပိုင်းလောက်ကင်မှုတွေလည်းရှိနေကြပါတယ်။ဒါပေမဲ့ကြဲမျိုးစိမ့်ကြဲသားပေါက်နဲ့အစားအစာချပါမှုတို့ကြုံတွေ့နေရဆဲဖြစ်တယ်လို့ပြောဆိုကြပါတယ်။လက်ရှိမှာတရိတ်ဆန်ကျဲမာရီနဲ့ပတ်သက်တဲ့ဆေးဝါးတွေကိုဘင်္ဂလားဒေ့ရှ်နဲ့ပြည်မဖက်ကနေနေမျိုးစုနဲ့မာယူရတာကြောင့်ဈေးနှုန်းကြီးမင်းမှုတံကိုခံနေရတယ်လို့ မွေးမြူရေးနဲ့တရိษံဆေးဝါးအယောင်ဆိုင်တွေစီကသိရပါတယ်။မွေးမြူရေးကြက်တွေကိုတိတ်ကြွရတဲ့အာဆစ်တထုပ်ကိုအရင်ကငွေကြက်1000တာရှိပေမဲ့လက်ရှိမှာတော့ငွေကြက်6000ကျော်ပရိဇေဝဆေးတပုကိုငွေကြက်4000တာရှိခဲ့ပေမဲ့လက်ရှိမှာတော့တသိန်းကျော်အထိပေါင်းစည်းရှိနေတယ်လို့လည်းသိရပါတယ်။ကုန်စည်ရေးလမ်းကြောင်းတွေပိတ်ဆို့ခံထားရတဲ့ရခိုင်ဒေသမှာလက်ရှိမှာတော့ဆေးလိမ်မွန်းအမျိုးမျိုးရေတန့်ဖျောင်းတိုင်းရေထွက်ပစ္စည်းထုတ်ကုန်တွေကိုတတိုင်းတပိုင်းထုတ်ပို့ပြီးဖြန့်ဖြူးရောင်းချနေကြပေမဲ့စနစ်တကျထုတ်ပို့ဖို့လွယ်တဲ့ကုန်ကြမ်းပစ္စည်းတွေအခက်အခဲရှိနေတာလည်းဖြစ်ပါရဲ့ရှင်။ စစ်တွေမျိုးတေနှစ်နေရာပြေးပွေးတော်ကျင်းပမဲ့တည်င်းကိုလည်းတင်ဆက်ပေးခြင်းပါတယ်ရခိုင်ပြည်ရဲ့အကြီးဆုံးစိတ်ကဲမျိုးဖြစ်တဲ့စစ်တွေမျိုးတေနှစ်နေရာပြေးအထိမ့်မဲ့ပွေးတော်ကိုလာမည့်2026ခုနှစ်ဇန်နဝါရီလ21ရက်နေ့ကနေ23ရက်နေ့ထိ3ရက်တိုင်ကျင်းပတော်မယ်လို့ပွေးစီစဉ်နေသူတွေစီကသိရပါတယ်ပွေးတော်မတိုင်မီ3ရက်အလိုကနေစစ်တွေမျိုးတွင်လှိလေချင်းတွေကိုကြိုတင်ပြုလို့တော်မှာဖြစ်တယ်လို့သိရပါတယ်အဲ့လိုလှိလေရမှာစစ်တွေမျိုးရဲ့အထိမ့်မဲ့တင်ကြရတွေဖြစ်တဲ့နိုင်ရီစင်နဲ့ ပိုက်ကန်းကြီးကမင်းပြမျှော်စင်းညီချင်းရဲ့ဗျာလာရုပ်ထုတွေနှိုးဆော်ရေးအလှပြရင်တွေနဲ့မြို့တွင်းကိုလှိလေတော့မှာဖြစ်တယ်လို့ဆိုပါတယ်။ပွေးတော်ရဲတွေအတွင် အတုလမာရဇင်ပြည်လုံးချက်တာဖရာကြီးမှာပရိရဲ့ပူဇော်ခြင်းတက်ကြီးဘိုးဘွား၂ရာဥကိုကတော်ချင်းတွေ ပြုလို့တော့မှာဖြစ်တယ်လို့ဆိုပါတယ်။ပွေးတော်ကျင်ပါမေဝင်းကဘာကွင်းအတွင်မှာလည်းအကစားပျော်ပွေးရှင်ပွေးတွေပြုလို့ချင်းရင်းကာတွေနဲ့မိုနိုစတူဒီယိုတေးတန်တွေကိုညချင်းနိုင်မှာနေ့စဉ်ဖြော်ပြတော့မှာဖြစ်ပါတယ်။ နောက်ထပ်အစီအစဉ်တွေအနေနဲ့စစ်တပ်မျိုးနဲ့ပတ်သက်တဲ့စာတမ်းဖက်ပွဲကိုခိုင်တစင်ခမမှာကျင်းပပြုလုပ်တော့မှာဖြစ်ပါတယ်။ပြပွဲကဏ္ဍမှာစစ်တပ်မျိုးရဲ့ရှေဟောင်းအမှတ်တရဓာတ်ပုံတွေစစ်တပ်မျိုးမှာထင်ရှားခဲ့တဲ့ရဟန်းရှင်လူပုဂ္ဂိုလ်တွေကိုလိုနီခေတ်မှာဒီကနေ့အထိတည်ရှိနေတဲ့ရှေဟောင်းအဆောက်အဦတွေစစ်တွေမျိုးနဲ့ပတ်သက်ပြီးဖွင့်ဆိုထားတဲ့ကြပြားတွေကိုဗနိုင်းကချက်တွေနဲ့ပြသတော့မှာဖြစ်ပါတယ်။စစ်တွေမျိုးဟာပြီးခဲ့တဲ့1626ခုနှစ်ဇန်နဝါရီလ10ရက်နေ့မှာဗြိတိရအစိုးရကတည်ထောင်ခဲ့တဲ့ တမိုင်းဝင်မြို့တစ်မြို့ဖြစ်ပြီးအခုအခါမှာနှစ်ပေါင်း200တိုက်ခိပြီဖြစ်ပါတယ်။စစ်တွေမြို့ရဲ့အထင်ကရနေရာတွေဟာဆိုရင်ပိုက်ကန်းကျေ၊နန်တပွင့်ဥယင်၊ကန္နာလန်၊ဖျားကြီး၊ ACD တက်ကြမှုနှင့်ဆင်းထုတော်တလုံးတော်စီတီလောကနေတာစီတီရင်ကျင်းမှုပြတိုက်ဗုဒ္ဓပြတိုက်ရေကျွတ်သူတန်ကြောင်မိန်ပြတဲ့ဟောက်တို့ဖြစ်ကြပါတယ်။တတင်းတွေကိုဆက်လက်တင်ဆက်ပေးနေပါတယ်။မိုးကုံမြို့အနောက်ဘက်ကိုစစ်ကောင်စီစစ်ကြောင်းထိုးလို့ အန်ယူဂျီတက်တွေနဲ့တိုက်ပွဲပြင်းထန်နေတဲ့အကြောင်းကိုလည်းတင်ဆက်ပေးရှင်ပါတယ်။မူကုံမြို့ကိုတင်ပိတ်ဖို့ကြိုးပမ်းနေတဲ့အန်ယူဂျီလက်အောက်ခံတပ်ရင်းတွေကိုရှင်းလင်းဖို့စစ်ကောင်စီကမူကုံမြို့နောက်ဖက်ကိုစစ်ကြောင်းထိုးတာကြောင့်တိုက်ပွဲတွေပြင်းထန်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကသိရပါတယ်။မူကုံမြို့ကိုရှင်းကဲတိုက်ခိုက်လာတဲ့အန်ယူဂျီတက်တွေကိုစစ်ကောင်စီကအင်အားဖြည့်တင်ပြီးစစ်ကြောင်းထိုးတိုက်ခိုက်နေတာကြောင့်တိုက်ပွဲတွေကျပြန်းလာနေတယ်လို့စစ်ရေးသတင်းရင်းမြစ်တို့ကပြောပါရတယ်။လက်ရှိမှာရေအေးကျေးရွာ၊ကြောက်စင်ကျေးရွာအနေနဲ့တခြားနေရာသုံးခုမှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါရတယ်။ မိုးကုံနဲ့မိုးမဲမြို့ကိုအယုံကြည်ကသိမ်းပိုင်းနိုင်ဖို့ကြိုးပမ်းလာတာကြောင့်စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်လာနေပြီးတော့ဒီစဘာ6ရက်နေ့နဲ့မှာမိုးမဲမြို့နယ်မြေဆုံကျွတ်ရောက်ကိုလေကြောင်းပုံကြီးတိုက်ခိုက်တာကြောင့်ကလေးငယ်အပါအဝင်အဲသားစစ်တပ်ဦးသေဆုံးခဲ့တယ်လို့ TNL ကထုတ်ပြန်ထားပါတယ်။စူးစစ်မှုအကောင်းလာတဲ့အယုံကြည်အပါအဝင်တိုင်းဒေသတွင်ရင်အင်အားစုတွေနဲ့ရေကောက်ပွဲအပြီးကာလစစ်ကောင်စီတိုက်တော်ရဲ့စီရင်နိုင်ငံရေးအပြည့်မှုမှာစစ်ဝင်ဆက်စရာကောင်းလာတယ်လို့စီရင်နိုင်ငံရေးလေလာသူတွေကသုံးသပ်ကြပါတယ်ရှင်။ သတင်းတွေကိုဆက်လက်ထုတ်လွှင့်ပေးနေပါတယ်။နောက်ထပ်သတင်းပို့အနေနဲ့ဒေါ်ဆန်းစုကြည်နဲ့မတရားဖမ်းဆီးခံထားသူအလုံးကိုလွှတ်ပေးဖို့ UK တောင်းဆိုတဲ့အကြောင်းကိုလည်းတင်ဆက်ပေးမှာပါ။ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်နဲ့အညီသမဒဦးဝင်းမြင့်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်ပါဝင်မတရားဖမ်းဆီးထိန်းသိမ်းခံထားသူအလုံးကိုချက်ချင်းလွှတ်ပေးဖို့ UK နိုင်ငံခြားရေးဒဏ္ဍာရီနဲ့ဖွံ့ဖြိုးရေးယုံကဒီကနေ့ကြောက်တဲ့ပြည်ပြည်ဆိုင်ရာလူခွင့်ရေးနေမှာထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ဒီကနေ့ကြောက်တဲ့ပြည်ပြည်ဆိုင်ရာလူခွင့်ရေးနေမှာ ကြည်ကြည်ပြည့်ပြည့်ဖြစ်ပေါ်နေတဲ့လူခွင့်ရေးရှုဖောက်မှုကြုံတွေ့နေရသူတွေနဲ့နိုင်ငံသားချင်းချင်းအကာအကွယ်ပေးရေးကြိုးပမ်းဆောင်ရွက်နေသူတွေနဲ့အတူ UK အစိုးရကရည်တည်ကြောင်းနဲ့ကုလသမဂ္ဂလူခွင့်ရေးကောင်စီမှလည်းနိုင်ငံတကာမဟာမိတ်တွေနဲ့ပူးပေါင်းပြီးမြန်မာနိုင်ငံတဝန်းကလူခွင့်ရေးရှုဖောက်မှုတွေကိုကူညီဖြည့်ရှင်းပေးဖို့ထားရှိတဲ့ဂတိကဝတ်တွေကိုလည်းထက်လောက်တည်ပြုကြောင်းပြောကြားထားပါတယ်မြန်မာနိုင်ငံသားတွေရဲ့ငင်းချတဲ့ဒီမိုကရေစီနာခဲ့အတွက်ထားရှိတဲ့ရည်မှန်းချက်တွေကို UK အစိုးရအနေနဲ့ဆက်လက်ထောက်ခံကူညီသွားမယ်ဖြစ်ကြောင်း လင်းနေပြီးအဓိပ္ပာယ်ရှိတဲ့ရွေးကောက်ပွဲဆိုတာဟာအကြမ်းဖက်မှုတွေအဆုံးသက်ဖို့နဲ့တက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးဆွေးနွေးဖို့လိုအပ်ပေမဲ့လက်ရှိစစ်ကောင်မရှင်ကပြုလုပ်တဲ့ရွေးကောက်ပွဲဟာအဲ့ဒီအရှင်တွေနဲ့ကိုက်ညီတဲ့အရေးရောက်သို့မဟုတ်လက်လက်ပြီးတရားမျှတမှုရှိတယ်လို့ယူဆရတဲ့နီးလက်နဲ့ကျင်းပနေတဲ့အခြေအနေမရှိဘူးလို့ထောက်ပြထားပါဗျ။အခုလိုအခြေအနေကြားကျင်းပတဲ့ရွေးကောက်ပွဲဟာပုံမဆိုးဝါးတင်းမာတဲ့အကြမ်းဖက်မှုတွေကိုဖြစ်ပေါ်စေနိုင်ုံသာမကစစ်မှန်တဲ့ဖြေရှင်းနည်းတွေနဲ့လေပုံမဝေးကွာတော့မှာကိုစိုးရိမ်မိကြောင် ပြောင်းလဲဖြစ်ပေါ်မှုတွေကို UK အစိုးရအနေနဲ့အနည်းငယ်ဆက်လက်စောင့်ကြည့်တော့မှာဖြစ်တယ်လို့အရေးသားပြည်သူတွေရဲ့အသက်အိုးအိမ်ကိုဦးစားပေးကာကွယ်ပေးဖို့လေမြန်မာစစ်တပ်ကိုတိုက်တွန်းတော့မယ်လို့ဖော်ပြထားပါတယ်။ဒရုန်းနဲ့ရာရှာစစ်လျင်တွေရှင်းကဲလာတာကြောင့်တောင်ကိုရီးယားကတိတ်လျင်တွေအရေးပေါ်ကင်းလဲတဲ့သတင်းကိုလည်းတင်ဆက်ပေးရှင်ပါတယ်။ရာရှာစစ်လျင်9စီးနဲ့တရုတ်စစ်လျင်9စီးတို့ဟာဒီဇင်ဘာလ9ရက်နေ့မှာတောင်ကိုရီးယားရဲ့လေကြောင်းရဲကာကွယ်ရေးတတိပေးဆောင်ကိုဝင်ရောက်လာတာကြောင့် ပြန်လည်တက်လန့်တဲ့အနေနဲ့ဂျက်တိတ်လျင်တွေဆီလက်ပြန်တန့်ခရရတယ်လို့တောင်ကိုရီးယားကသတင်းထုတ်ပြန်လိုက်ပါတယ်။တရုတ်နဲ့ရုရှားစစ်လျင်တွေဟာတောင်ကိုရီးယားရဲ့လေကြောင်းစုံအတွင်းကိုဒေသစံတို့ချင်းနနက်7နာရီလောက်မှဝင်ရောက်ခဲ့ကြတာဖြစ်တယ်လို့တောင်ကိုရီးယားစစ်ဖက်ကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါပေမဲ့အဲ့ဒီလျင်တွေဟာတောင်ကိုရီးယားဝင်ဟင်ပိုင်နက်ထိကိုတော့ဝင်ရောက်တာမရှိခဲ့ဘူးလို့ကြေညာချက်မှာဖော်ပြထားပါတယ်။အဲ့ဒီစစ်လျင်တွေဟာကာကွယ်ရေးစုံအတွင်းမှာဝင်လိုက်ထွက်လိုက်နဲ့တနအီနေ့မှပြန်တန့်ခဲ့ကြပြီးမှပြန်လည်ထွက်ခွာသွားတာလို့စစ်ဖက်ကထုတ်ပြန်ချက်ကိုကိုးကားပြီး ယွန်ဟန်သတင်းဌာနမှဖော်ပြထားပါတယ်။လေကြောင်းရကာကွယ်ရေးကြိုတင်သတိပေးဇုံဟာတောင်ကိုရီးယားဝင်ဟင်ပိုင်နက်မစတင်မီတင်းကြိုစောင့်ကြည့်ဖို့တက်မှတ်ထားတဲ့ area ဖြစ်ပါတယ်။တုံနဲ့ရုရှားတို့ဟာ2019ခုနှစ်နောက်ပိုင်းကတည်းကစစ်ရေးလေ့ကျင့်တာကိုအကြောင်းပြပြီးတော့တောင်ကိုရီးယားကြိုတင်သတိပေးဇုံကိုကြိုတင်အသေးမပေးဘဲဝင်ရောက်တာတွေပုံမှန်ပြုလုပ်လေးရှိပါတယ်။ပြီးတဲ့လနေ့ခက်ကယူကရိန်းစစ်ပွဲစတင်ခဲ့ပြီးနောက်မှာတုံနဲ့ရုရှားတို့ကြားစစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေပို့ပြီးအရှင်မြင်လာခဲ့ပါတယ်။အဲ့ဒီနိုင်ငံလုံးဟာတောင်ကိုရီးယားရဲ့မဟာရန်သူဖြစ်တဲ့ မောက်ကိုရီးယားနဲ့လည်းမဟာမိတ်တွေဖြစ်ကြပါတယ်ရှင်။ဒီကနေ့အတန်ထုတ်လွှင့်တဲ့အစီအစဉ်ကိုဒီလောက်နဲ့ပဲရန်နာလိုက်ပါတယ်။ရခိုင်ပြည်တွင်းကသတင်းကြော်ရတွေအပါအဝင်အခြားဒေသကသတင်းတွေနဲ့ပတ်သက်လို့ DMG သတင်းဌာနကိုသတင်းတွေပေးပို့ရှင်နေဆိုရင်တော့အပေါင်းရှောက်ရှောက်ချစ်သူများကို643 633ကိုလုံခြုံစိတ်ချစွာနဲ့ဆက်သွယ်ပေးပို့နိုင်ပါတယ်။ဒီအစီအစဉ်ကိုတလင်းလာနေကနေစနေနေ့ထိနေ့စဉ်ည7:00နာရီအချိန်မှာ DMG ရဲ့ Facebook စာမျက်နှာနဲ့ sacklot.com တို့မှာ DMG Online Radio လို့ရှာပြီးနားဆင်နိုင်ပါတယ်။နားတော်တာဆင်ကြတဲ့ DMG ပရိသတ်တွေအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။